အစိုးရကထုတ်ပေးထားတဲ့ real id ဒါမှမဟုတ် passport ပါမလားပဲလေရင်စီးကြမဲ့ခီးတယ်တွေလေစိတ်လုံကြုံရေးစစ်စေးရေး TSA gate မှာ18ဒေါ်လာဝန်ဆောင်ကပေးရမယ့်အစီအစဉ်ကိုသမ္မတ Donald Trump အစိုးရကပြင်ဆင်နေပါတယ်ဒီအစီအစဉ်တစ်ကိုတော့လေစိတ်လုံကြုံရေးဌာန TSA ကနိုဝင်ဘာလ20ရက်ကြာသပတေးနေ့ကထုတ်ပြန်ခဲ့တာဖြစ်ပြီးအတီးပြုတ်မဲ့ရဲ့အတိအကျမရှိသေးပါဘူးရလာမဲ့ဝန်ဆောင်ကတွေကိုတော့ခီးတယ်တွေရဲ့ ID စစ်ဆေးဖို့လိုအပ်တဲ့စက်ပစ္စည်းနဲ့နှိပညာအသစ်တွေအတွက်သုံးစွဲသွားမှာဖြစ်ကြောင်း TSA ကပြောပါတယ်။ဒီအဆိုပြုချက်အရအသက်16နှစ်နဲ့အထက်အမေရိကန်ပြည်တွင်းခရီးသည်တွေမှာနောက်ဆုံးထုတ်ပေးထားတဲ့ Real ID, American Passport ဒါမှမဟုတ်တနည်းနည်းနဲ့အထောက်အထားပြလို့ရနိုင်မဲ့ ID တစ်ခုခုမပါသူတွေသာဝန်ဆောင်က18ဒေါ်လာပေးကြရမှာပါ။911အကြံဖက်မှုနောက်ပိုင်း ID ထုတ်မပေးခင် လုံခြုံရေးဆိုင်ရာပုံမတင်ကြတဲ့စစ်ဆေးမှုတွေလုပ်ဖို့လိုတယ်ဆိုတဲ့ဥပဒေကိုလွတ်တော်က2005ခုနှစ်မှာပြဋ္ဌာန်းခဲ့တဲ့အတွက် Real ID စနစ်ဖြစ်လာတာပါဒီကြားထဲမှာနောက်နေ့ကြန့်ကြာမှုအမျိုးမျိုးကြုံခဲ့ရပြီးတဲ့နောက်ဒီနှစ်မေလ9ရက်နေ့မှာစတင်အသက်ဝင်ပါတယ်အခုဆိုပြချက်အစ်အရာ Real ID ပါမလာလို့ဒန်ကြီးငွေပေးပြီးတဲ့ခီးတယ်တွေအနေနဲ့ TSA စစ်ဆေးရေးဂိတ်တွေမှာလက်ပွေနှိပ်ပြီးအသုံးပြုလို့ရတဲ့ဆက် biometric kiosk တွေမှာဆယ်ရက်ကြာတုံးလို့ရမယ်လို့ဆိုပါတယ်ဒါပေမဲ့ ဝန်ဆောင်ခပေးပြီးသည့်တိုင်လေစိတ်ထဲဝင်ခွင့်ရမယ်မရဘူးဆိုတာမသေးကြသေးပဲလိုအပ်ရင်ထပ်မံစစ်ဆေးခံရနိုင်ွယ်ရှိတာကြောင့်လေရင်နောက်ကျတာဖြစ်နိုင်ပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့လိုအပ်တဲ့ညွှန်ကြားချက်တွေကိုလာမယ့်ရက်ပိုင်းအတွင်းထုတ်ပြန်သွားမယ်လို့အမိမြေလုံခြုံရေးဝန်ကြီးခရစ်စတီနော့ကပြောပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ